ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ရိုးသားခြင်းရဲ့အကျိုးတောင်းလေးတကူမှာတွန်တနင်းငှက်လေးဟာသူ့ရဲ့ညီမပင်ကင်းငှက်ကလေးနဲ့ပန်းတီနဲ့စောက်ထားတဲ့အိမ်မှာ သူ့အမေတိုနီငှက်နဲ့အတူနေကြပါသူအမေတိုနီကပန်းရောင်းတဲ့အလုပ်ကိုလုပ်ပါရင် တစ်ဖက်မှာတွန်တနီးငက်လေးဟာမော်ပညာရှင်ကိုအရန်တက်ချင်ပါတယ်။သူမဟာတောင်အုပ်ထဲမှာနေရဲ့မော်ပညာရှင်စီမှာမော်ပညာရှင်လိလာတင်ယူနေပါတယ်။ယောဂတစ်မျိုးကြောင့်သူတို့ရဲ့အမိဟာတည်ဆုံသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲရက်တွေကြာမြင့်ခဲ့ပါတယ်။ပင်ကီနှစ်ရက်ရှိပြီ။အိမ်မှာဘာမှစားစရာမရှိဘူး။ငါတို့မနှက်ပြန်အစားပြီးအမိညာအစားထိုးပြီးပန်းသွားရောင်းရမယ်။နောက်နေ့မှာတွန်တနီးနဲ့ပင်ကီတို့ကပန်းချန်ထဲမှာပန်းသွားကူးတဲ့အချိန် ဥယျင်ချန်ရဲ့ပန်းရှင်ဟာပန်းကူးဖို့တားမြင့်ခဲ့ပါတယ်။သမီးဥလေးကဒီပန်းချန်ကိုရောင်းလိုက်ပြီ။အဲဒါကြောင့်သမီးတို့ပန်းကူးလို့မရတော့ဘူး။သူတို့အဲ့လိုစကားကြားပြီးစိတ်မကောင်းစွာနဲ့ပြန်ခဲ့ကြပါတယ်။အဲ့နောက်သူတို့ဟာဘသူမှမရှိတိတ်ဆိတ်နေတဲ့ဒေါက်တာကိုရောက်သွားကြတော့တွန်တနီငှက်ကပင်ကီကိုပြောလိုက်ပါတယ်။ပင်ကီငါနဲ့ကိုမှော်စွမ်းတစ်ခုပြမယ်။အဲ့လိုပြောပြီးတော့ဂါရာတစ်ခုကိုရောက်လိုက်ချိန်မှာရေပြည့်နေတဲ့ရေအိုးပေါ်လာပါတယ်။ပင်ကီ ဒီအိုးတလုံးတရနေရေုံငောက်ပေါ်လောင်းလိုက်ငါပန်းဖြစ်သွားတဲ့အခါပန်းခုရင်အရွက်နဲ့အညာမထိခိုက်စေဖို့တတိထားပါပန်းနေကုန်ခုပြီးသွားတဲ့အခါရေနောက်တုံးလောင်းလိုက်ပါငါပုံမှန်ပြန်ဖြစ်သွားမယ်အဲဒီနောက်ပင်ကီးဟာပထမဆုံးရေအိုးကိုလောင်းလိုက်တဲ့အချိန်မှာတွန်တနီလေးဟာအရမ်းမဲလှပတဲ့ပန်းပင်အဖြစ်ပြောင်းတော့ပါပင်ကီးဟာအပင်ကနေပန်းကိုအမြန်ခူးလိုက်ပိုင်းသူ့ရဲ့ပန်းချင်းပြေးသွားချိန်မှာပင်ကီးဟာကျန်းတဲ့အဝါရှိကိုလောင်းလိုက်ပိုင်းသူ့ရဲ့ပန်းချင်းပြေးသွားချိန်မှာ ပင်ကီဟာကျန်းနေအိုဝါရှီကိုလောင်းလိုက်ပိုင်းသူတို့ဟာအဲ့ဒီဘန်းကြောင်ယူပြီးတောထဲမှာသွားရောက်ကြပိုင်းပန်းလေးတွေလာတယ်ပန်းယူကြအောင်မလားအယောင်လေးတွေလာပြီးအနက်လေးတွေမှုရနော်ပန်းလေးတွေယူကြပါအောင်ပန်းလေးတွေဟာအယောင်အစင်အနက်နဲ့ပြည့်စုံနေလို့လူတိုင်းလူလိုပန်းရဲ့အကြောင်းတွေပြောလာကြပိုင်းပန်းတွေလည်းဝဲကြတယ်အခြားတစ်ခုမှာဘရင်ဖြစ်တဲ့ဟာရီယာချစ်သူရင်းငါဟာနေမကောင်းဖြစ်ပြီးဘယ်စီမှမတိုးတော့တဲ့အတွက်သူရဲ့စစ်သူကြီးဟာစိုးရိမ်နေချိန်မှာ အဆောင်တယောက်ဟာပန်းတွေကိုယူလာခဲ့ပါတယ်။ပန်းကိုမြင်ပြီးဘယင်ကြီးမှလှုပ်ရှားမှုတစ်ခုဖြစ်လာပါတယ်။စစ်သူကြီးဒီပန်းတွေဟာအရင်ဆွဲမှတ်ပွဲကောင်းလေ။ကျေးဇူးပြုပြီးပန်းတွေကိုကျွန်ုပ်နောက်ထားပေးပါ။နားထောင်အောင်အဆောင်ဒီပန်းတွေဘယ်ရရှာလဲ။ဒီပန်းတွေကိုတောင်းအုပ်တိုင်းမှာရှာပြီးနန်းတော်တစ်ခုလုံးမှာဒီပန်းတွေပဲရှိနေပါစီ။အဆောင်တွေဟာတောင်းအုပ်တွေမှာပန်းတွေကိုလိုက်ရှာကြပေမဲ့ဘယ်နေရာမှာမှမတွေ့ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲတွန်တနီးနဲ့ပင်ကင်းငတ်မလေးတို့ပန်းရောက်နေရကိုစစ်သူကြီးကတွေ့သွားပါတယ်။ပန်းလလလေးတွေဝဲကြပါအောင်ပန်းလေးတွေစစ်သူကြီးကပန်းတွေအလုံးကိုဝဲလိုက်ပါတယ်။တပြိုင်တည်းမှာဘရင်ကြီးလည်းပြန်ကျမ်းမာလာပြီးသူစစ်သူကြီးကိုပြောလိုက်ပါတယ်။စစ်သူကြီးကျွန်ုပ်ဒီနေ့ပဲတွန်တနီးငတ်လေးနဲ့လက်ထပ်မယ်။သူဟာကျွန်ုပ်အသက်ကိုကယ်ခဲ့တယ်။အဲဒါကြောင့်ကျွန်ုပ်ရဲ့တသက်တောင်သူနဲ့ပဲကုံဆုံးကျင်တယ်။မကြခင်မှာပဲဘရင်ကြီးဟာတွန်တနီးနဲ့လက်ထပ်ခဲ့ပါအောင် တွန်တနီမင်းဟာပန်းလေးလိုအရမ်းလာတာပဲဒါပေမဲ့ဒီလောက်လာရဲ့ပန်းတွေကိုမင်းဘယ်ဟာရလဲဆိုတာသိပြရစီကျွန်တော်တီးတလောက်တော့ကျွန်တော်တသက်တာမှာဒီလိုပန်းတစ်ခါမှမမြင်ဘူးဘူးဒီလိုနဲ့ငှက်ကလေးဟာသူ့ရဲ့မော်အစွမ်းကြောင့်ပြောပြလိုက်ပါရင်တကယ်ပဲမင်းပန်းဖြစ်ပြောင်းနိုင်တာလားကျွန်တော်တို့ကောတခါလောက်ပန်းဖြစ်ပြောင်းနိုင်မလားနောက်တစ်ခါဒီလိုမလုပ်ခိုင်းတော့ဘူးဆိုတာရုံမှာရပါတယ်ဒါပေမဲ့အဲ့ဒီအတွက်လုံခြုံတဲ့နေရာတစ်ခုသွားဖို့လိုပါတယ် အဲဒီနောက်ဘယင်ကြီးတို့နှစ်ယောက်ဟာဘသူမှမရှိတဲ့နေရာကိုလာခဲ့ကြပါယ။ဘယင်ကြီးဟာပထမဦးကရှီလောင်လိုက်ချိန်မှာအလွန်လှတဲ့ပန်းအဖြစ်ပြောင်းလဲသွားပါယ်။ဘယင်ကြီးဟာဒုတိယဦးကရှီကိုထက်လိုက်တဲ့အချိန်မှာပုံမှန်ပြန်ဖြစ်သွားပါယ်။ဒါပေမဲ့ဒါရီကိုစစ်သူကြီးဟာခိုးပြီးကြည့်နေခဲ့ပါယ်။ဩဂျီဘီရဲ့မိမအမော်ပညာတက်တာပဲ။ငှက်ကနေပန်းအဖြစ်ပြောင်းသွားတယ်။ငါတခုခုလုံးမရတော့မယ်။သူ့ပန်းတွေခိုးပြီးဈေးကောင်းကောင်းနဲ့ပြန်ရောက်မယ်။ ဒီလိုနဲ့ပဲရက်အတော်ကုန်သွားခဲ့ပါတယ်။ဒီနေ့မှစစ်သူကြီးကားလူဟာတွန်တနီးလေးကိုအကြောင်းပြပြီးဘသူမှမမနေတဲ့တောအုပ်တဲခေါ်သွားလိုက်ပါတယ်။ဘီရင်မာကြီးပန်းဖြည့်ပြောင်းသွားတာမနေ့ကကျွန်တော်မြင်လိုက်တယ်။ဘီရင်မာကြီးမှာပန်းဖြည့်ပြောင်းတဲ့အမကန်းနဲ့ပညာရှိရဲဆိုတာကျွန်တော်သိရဲ့။ကျွန်တော်တခါလောက်ပန်းဖြည့်ပြောင်းပြိုင်ကျေးဇူးရမ်းတင်မိမှာပဲ။ကားလူရဲ့အကြင်ကြင်တောင်းဆိုမှုကြောင့်ဘီရင်မာဟာလက်ခံရရှာပါတယ်။ဘာလို့လဲဆိုတော့ဘီရင်မာကြီးဟာရိုးသားပြီးစိတ်ထားဖြူစင်တာကို ာလူကသိနေခဲ့ပါရဲ့ဒီမှာကာလူတကွတော့သတိထားပါပန်းပင်ရဲ့အရွက်နဲ့ကိုင်းအညာတွေမထိခိုက်စေပါနဲ့ပထမအိုရီယာရေလောင်းလို့ပန်းဖြစ်ပြီးသွားရင်ဒုတိယအိုရီယာရေကိုလောင်းလိုက်ဟုတ်ပြီလားတွန်တနီပြောတဲ့အတိုင်းကာလူကရေလောင်းလိုက်ပါရင် သူမပန်းအဖြစ်ပြောင်းတော့ပါရင်ကာလူကမညာမတာဖြစ်သူ့ရဲ့ပန်းတွေခုပြီးထွက်ပြေးသွားပါရင်တွန်တနီခမသူ့ရဲ့အကိုင်းတွေဟာခြောက်သွေ့ပြီးသူမပန်းပင်အဖြစ်နဲ့မိလဲသွားပါရင် မကြခင်မှာမိုးတွေအရန်ရွာလာပြီး ။တွန်တနီလေးဟာသူ့နှကိုပုံစံပြန်ဖြစ်သွားပါ යි ။သူမတန်ရအများကြီးလည်းရသွားပါ යි ။အဲဒီအချိန်မှာပင်ကီးဖြတ်သွားတော့သူမအမြင်ပြီးသူ့ကိုအင်ခေါ်လာပါ යි ။အနာရီကိုလည်းစီးထည့်ပေးပါ යි ။ဘီရင်ကြီးကသူ့ရဲ့မိန်းမကိုရှာရင်းနဲ့သူ့ရဲ့အိမ်ကိုရောက်သွားပါ යි ။အဲဒီနောက်တွန်တနီဟာကာလူရဲ့အကြောင်းဆုံးပြောပြလိုက်ပါ යි ။ဘီရင်ကြီးကလူကညာပြီးကျမရဲ့ပန်းအကိုင်းခက်ကိုမညာမတာခုပြီးဒရာရင်နဲ့ထားခဲ့တယ်။ तू ကလုံးဝမကောင်း ူမစကားပြောတာနားထောင်ပြီးဘယင်ကြီးကအယံကိုစိတ်တူသွားပိုင်းအဲနောက်ဘယင်ကြီးဟာကာလူကိုသူ့နဲ့ထိုက်တဲ့ပြစ်ဒဏ်ပေးလိုက်ပိုင်းပြီးတော့ဘယင်ကြီးဟာတွန်တနီးငတ်လေးနဲ့ပျော့ပျော့ရွှင်ရွှင်နေထိုင်သွားကြပြီးပင်ကြီးဟာလည်းပန်းရောင်ခြင်းနဲ့ဘဝကိုဖျက်ဆီးသွားပါအောင်ရယ်စီးရဲတဲ့ငတ်ကလေးရဲ့ကြိုးစားမှုဟိုးရင်ကပေါ့တုံနီးဆိုတဲ့ငတ်ဟာသူမရဲ့သားနဲ့ချွေးမတို့နဲ့အတူတောင်းလေတစ်ခုမှနေထိုင်ကြပါသူရဲ့ချွေးမမိုးနီးဟာအရန်စင်းရဲတဲ့အိမ်ကလာလို့ တူနီဟာမော်နီလေးကိုအယံနှိပ်ဆက်ပိုင်းသူ့ရဲ့သားဘန်ဒီဟာသူ့အမေရဲ့စကားနားယောင်ပြီးမော်နီကိုတားနှိပ်ဆက်ပိုင်းဒီနေ့မှာဘန်ဒီဟာအယက်တောက်ပြီးအိမ်ကိုပြန်လာခဲ့ပိုင်းသူ့အချိန်လေးကိုကြည့်ပြီးတော့ပြောလိုက်ပိုင်းရှင်နေ့တိုင်းဘာလို့အယက်တွေတောက်လာရလဲအယက်တောက်တာကျမ်းမာရေးအတွက်မကောင်းမှန်းသိရတဲ့နဲ့ရှင်အယက်တောက်တာရှက်လိုက်ပါတော့နီးရငါ့ကိုတားမယ်ပေါ့ငါနေ့ဖေဖေရဲ့ပတ်စံနဲ့တောက်တာမဟုတ်ဘူးငါရှာတဲ့ပတ်စံနဲ့ငါတောက်တာ ခုနှစ်ပတ်သက်ပိတ်ထားလိုက်ပြီးငါမျက်ကြီးရှိကနေထွက်သွားလိုက်အဲလိုပြောပြီးဗန်ဒီကဆက်ပြီးတောက်နေပါတော့မုန်ဒီဟာဗန်ဒီလက်ထဲကအရက်ပလင်းကိုဆွဲယူလိုက်ပိုင်ဗန်ဒီကလည်းအယံကိုစိတ်တူပြီးအနားမှာရှိတဲ့တပြက်စီနဲ့မုန်ဒီကိုရိုက်ပါတော့မုန်ဒီဟာနာကျင်နေလို့အောင့်ငိုပါတော့ငါ့မရိုက်ပါနဲ့ငါဘာများမားနေလို့လဲသားနဲ့ရွှေမာရဲ့ရံဖြစ်တဲ့အတန်ကြားလို့တိုနီငက်ကရောက်လာပိုင်ရောက်ခမဖြစ်သူရောက်လာပြီးချွေးမောင်ပဲအော်နေပိုင် ဘာဖြစ်နေရလဲကန်ဆိုးရိတ်ကောင်မအမြဲတမ်းကတော့ရန်ရှာနေရပဲသူ့ဘာပဲစစဘာပဲသတော့သူ့ရှာရဲ့ပစံနဲ့သူ့စားတာနင်းနဲ့ပါဆိုင်လေလာလိုက်တော့မွဲတီနေရဲ့အိမ်ကနေပဲတိမလဲပစံရှိရဲ့သူတွေဘလို့စားတော့နေထိုင်ကြရဲဆိုတာဘလို့ပြောနေရလဲရောက်ခမကြီးကုတ်သားကိုသေရင်းနဲ့ဘာလို့ပုတ်နေရလဲကျမသူ့ကောင်းမို့ပဲပြောနေအောင်ကြက်တီတုံးတဲ့ကောင်မနင်းငါ့ကိုခံပြောတော့မှာလားငါသားထမင်းမကြွေးတော့လားသူ့ခမညာတနေ့ကောင်အလောက်လောက်ပြီးပြန်လာရတာ မောင်နီယာငိုရင်းနဲ့ဖတ်သွားပါယ်ဒီလိုနဲ့ပဲရန်အနှဲငယ်ကုံဆုံးသွားပါယ်တနေ့မှာမောင်နီယာဦးလေးတလုံးဥလိုက်ပါယ်ဦးလေးကိုမြင်ပြီးမောင်နီဟာအယမ်းမဲပြောင်းနေခဲ့ပါယ်ကလေးလေးကိုမြင်ပြီးဗန်တီးငတ်သူ့အကျင့်နေပြန်ပြန်လောက်ပါတယ်ဒါပေမဲ့မောင်နီလေးရဲ့ပျော်ရွှင်မှုဟာရက်တာကြီးမခံနိုင်ခဲ့ဘူးတနေ့တော့မောင်နီဟာဦးရီယာကလေးအပြင်ထွက်လာတာစောင့်နေရောဦးရီယာငှက်မတေးသေးလေးတကောင်ထွက်လာပါယ်အဲ့ဒါမြင်ပြီးတော့တိုနီငတ်ဟာ မော်နီကိုအယမ်းမဲ့အော်ပါရယ်။ကန်ဆိုးမှမျိုးဖြတ်မှနီးရငါတို့မျိုးစားကိုဖြတ်လိုက်တာပဲ။ကုငါအမျိုးတွေကိုငါဘလို့မျက်နှာပြရမှာလဲ။လာပါစေငါတောင်ဒီနီးရဆုံးဖြတ်။ဒီအိမ်မှာနေမနေရတော့။ညရောက်တော့ဗန်ဒီငတ်ဟာအိမ်ပြန်ရောက်လာပါတယ်။အဲဒီကတိုနီယာစကားတွေကိုအလွန်အကျွံပြောပြီးသူ့တော်သားစွန့်နေပါရယ်။ဒါမိမဲဆုံးဖြတ်ရမယ်။ကြက်တီတော်မှာဒီအိမ်မှာနေမလားမနေဘူးလားဆိုတော့အမေပြောတာနားထောင်။သူ့အိမ်ကနေမောင်းထုတ်လိုက် တောင်းအောင်နောက်မင်းမပေးစားမယ်။ဒီမှာမင်းသမီးကိုခေါ်ပြီးအိမ်ကနေထွက်သွားလိုက်တော့ဒီမှာမင်းအတွက်နေကြမရှိတော့ဘူး။သူ့ရောက်တာပါဇက်ကနေဒီလိုစကားကြားလိုက်ရတော့မော်နီငတ်လေးဟာအောငိုပါအောင်တယ်။ရောက်ခမကြီးရောက်ခမကြီးရဲ့တောင်းဘာလို့နားမချရလဲ။တလောက်အချိန်မတော်မှာဒီကလေးလေးကိုခေါ်ပြီးဖယ်သွားရမှာလေ။ကျမဘာပြစ်လို့မိလို့လဲ။တခါလောက်ဒီကလေးမျက်နှာကြည့်ပါအောင်။ရောက်ခမကြီးတို့လည်းချစ်မိသွားကြမှာပါ။ရန်သူတွေတောင်ချစ်မိသွားမှာအမှန်ပဲ။ရှင်တို့ကမှသူ့ရင်ဆွေမျိုးအရင်းနေပဲ တောင်းလိုက်တော့ရွှေမဒီအရာငါ့အိမ်ဆိုတာမိမိသွားပြီလားထွက်သွားလိုက်တော့ငါသားရဲ့ဆုံးဖြတ်ချက်ကမှန်နေအခုနင်းဒီမှာနေလို့မရတော့တာမီးနဲ့ရောက်ပါပြီမုံနာကိုအိမ်ကမောင်းထုတ်လိုက်ပါမုံနာကသူ့သမီးကိုခေါ်ပြီးအိမ်ကအထွက်မှာကောင်းပြီရောက်ခမိုင်းကျမထွက်သွားပြီမယ်ဒါပေမဲ့ရောက်ခမိုင်းတည့်ရတော့ကျမတံမို့တိမာပါနင်းတော်လိုက်တော့နင်းထွက်သွားပြီငါတော့နောက်မင်းမှယူခိုင်းလိုက်တခါမှနင့်သမီးကိုခေါ်ပြီးမျက်နှာလာမပြနဲ့ မော်နီယာအနီးနားမှာရှိတဲ့တစ်ပင်မှာအတိုက်ဆောက်ပြီးနေပါအောင်တယ်။မော်နီယာအလုတ်ကိုကြိုးစားပြီးသူ့သမီးကိုပညာသင်ပေးပါတယ်။သူမရဲ့အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်အောင်ကြိုးစားခဲ့ပါတယ်။ဒီလိုပဲအချိန်တွေကုန်ခဲ့ပါတယ်။သူ့သမီးမိနာလည်းအရွယ်ရောက်လာပြီးဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာပါတယ်။ဒီနေ့အရက်တော့ပါများပြီးဗန်ဒီအချိန်တွေမကောင်းလို့မိနာရဲ့စီရင်ကိုရှောက်လာပါတယ်။မိနာဟာဗန်ဒီကိုကောင်းအောင်ကုသပေးလိုက်ပါတယ်။အဲ့ဒီအချိန်ဗန်ဒီဟာမော်နီကိုမြင်လို့မေးလိုက်ပါတယ်။ နေဒီမှာဘာလုပ်နေရလဲနေသမီးရောဘယ်မှာလဲနေကိုစိတ်ညစ်ပြီးထွက်သွားပုံရတယ်ဗန်ဒီနေကိုနေပြန်ကောင်းလှုပ်ပေးရတဲ့သူကငှက်သမီးပဲသူကဒီတော့အုပ်ရဲ့အကောင်းဆုံးဆရာဝန်ဖြစ်နေပြီမုန်နီရဲ့စကားကိုကြားပြီးဗန်ဒီဟာအယံကိုရှက်သွားပိုင်းမုန်နီကိုတောင်းပန်ပြီးသူတို့တောင်းရဟာပြပြောရှိရှိနဲ့နေသွားပါအောင်ရယ်ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော် နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တို့ပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။